ချို့ကဆယ်ဘုံဘုံကိုဆယ်ဘုံဘုံထပ်ပိုင်းနိုင်သေးတယ်တပုံကဒီဘက်အမျိုးရဲ့ဖရာကြောင့်တပုံကတငယ်ချင်းရဲ့ဖရာကြောင့်တပုံကရက်ွက်ထရာဖရာကြောင့်တပုံကသူတခါတည်းသွားတဲ့ဖရာကြောင့်ဖရာကြောင့်၅ခုလောက်၁၀ခုလောက်အပုံပုံပိုင်းပြီးတော့ပေးတယ်သူကဘာပြောသင်းသင်းဆရာရင်းနဲ့လည်းခင်မင်းတဲ့ခါကျတော့သင်းဆရာကလည်း၁၀ယောက်လောက်ရှိတာဟုတ်ဆိုတော့၁၀ယောက်လောက်အိမ်ကိုလာတဲ့သင်းဆရာတွေကသူကဆယ်ဘုံကတပုံ तू ဘာလုံးလားဆိုတော့ तू ကပြောမှဆို तू တတ်မှန်တော့လုံနေတာတယောက်တည်းသင်းဆရာလည်းသူပဲသင်းသားလည်းသူပဲ ။ तू ဆယ်ဘောလို့လည်း तू ပဲခွဲခန့်တယ်။ပြီးတော့ तू ပေးနေတာ။ဆိုကျွန်တော်တို့ကဆယ်ဘောလို့ခွဲခန့်မယ်သူတွေမဟုတ်ကျွန်တော်ကဆယ်ဘောလို့ပေးရမယ်သူ။စောတီကလည်းဆယ်ဘောလို့ပေးတယ် come on ။စူဇန်းကလည်းဆယ်ဘောလို့ပေးတယ်။တင်းသူတင်းသားလည်းဆယ်ဘောလို့ပေးတယ်။ဘာအတွက်လဲ။အိမ်တော်အတွက်။ဘာကြောင့်ဒီဒီစာရေးထဲမှာဘာရေးထားလဲသိလား။ဒီမှာ tight ဆယ်ဘောလို့ရဲ့အပေါ်မှာခေါင်းစင်နေရှိတယ်။ Bedding God's house ။ ဘုရားရှင်အိမ်တော်ကိုပြုစုတည်ဆောက်ဖို့ရန်အလုံးအားရေးထားတယ်ပြီးတော့မှ over and above your tithes ဆေဘုတ်ဘုတ်ထက်ပိုပြီးပေးခြင်းနဲ့ဆိုရင်ဆိုတော့တင့်ရဲ့ကိုဖို့တွေကနေစပေးရတော့လားအလူငွေငါဘုရားကြောင့်နှစ်ချိန်တက်တယ်ဆိုတော့ငါနှစ်ခါပေးမယ်နှစ်ချိန်တက်ပေးမယ်ငါတစ်ခါပဲပေးမယ်သင်ဆုံးဖြတ်သင်ကိစ္စဖြစ်သွားပြီဟယ်လိုဟာဆရာစောတိယာရမ်းချောတာပဲငါရမ်းကြည်ညိုတယ်မပြောလို့မဖြစ်တော့မဖြစ်ရမ်းကြည်ညိုတယ်ငါသူ့ကိုလေငါငါငါပေးခြင်းနဲ့ဆေဘုတ်ဘုတ်လာမပေးနဲ့ တင်ကြံနေဆယ်ဖို့ကိုးဖို့တွေကလည်းတင်စိတ်နာရှိတော့ယူပြီးတော့နော်ဒီစာရီတက်မထဲနဲ့မှားမှာဆိုလို့ချားစာရီထဲထဲစာရီထဲထဲလို့မရရင်အိတ်နဲ့ဆွဲလာခဲ့စစ်မပြေသေးဘူးဆိုဘန်းနဲ့လွှဲလာရတယ်ဒါပေမဲ့ဘယ်ထဲကပေးဖို့လိုတယ်ဆယ်ဖို့ကိုးဖို့တွေကပေးဆယ်ဖို့တဖို့တွေကမပေးနဲ့ Come on ဆယ်ဖို့ဘို့ဒီစောဒီအတော့မဟုတ်ဘူးတော်ဘောလာမသိနော်ဆယ်ဘကိုးဖို့တည်းကဒီစပြလှူတန်းလို့ရတယ်မိဘမဲ့ကလေးအိုးကျန်းစာကြောင်းအခုအသိန်းတော်ဆိုလာတော့မှကျွန်တော်အသိန်းတော်အဆောက်အဦးမြင်းနေရ Come on လိုလာပေးပေးအဲ့ဆေဘကိုဘိုးရပေးဆေဘတဘစန်ဒေးမှာယူလာခဲ့လိုက်သင်တော်ပေးပမာဏမြိုင်ဖန်ကလွှဲပမာဏမြိုင်ပြီးမှသင်အောင်ဆရာစီမှာသွားပြီးတော့ပေး right ဒီလိုဖြစ်တတ်တယ် right တခါကျဒီလိုစာရေးလေးနဲ့မထည့်ဖို့အဆင်မပြေတတ်ဘူးလေဒါတော့အားလုံးနဲ့အဆင်ပြေအောင်လုပ်ထားပေးတယ်ဆိုကျွန်တော်ပြောပြမယ်ဒီကျွန်တော်ရဲ့ငွေကြေးတွေကိုမှန်ကန်စွာသုံးစွဲလာပြီဆိုရင်ကောင်းကြီးမင်္ဂလာဆိုတာပြင်ဆင်ထားပြီးသားဖြစ်တယ်လှုပ်ဝှက်ချက်တစ်ခုပြောပြမယ်အေးရင်ဥယင်တဲမှာ အာရန်နဲ့အေဝါဒီကောင်းကြီးမင်္ဂလာကိုလိုက်မရှာဘူးငွေချေးကိုလိုက်မရှာဘူးစားဖို့လိုက်မရှာဘူးအိုးသူတို့နေဖို့လိုက်မရှာဘူးဖခင်ကအကုန်ပြင်ဆင်ထားတယ်ဖခင်ကဘာပဲလုပ်လဲဆိုတော့အချင်းတို့များပြားစွာမွေဖွားကြတော့မြေကြီးကိုပြည့်စေ၍နိုင်ကြတော့ပင်လယ်ငါတို့ကိုအုပ်ဆိုးကြတော့ဖခင်ခိုင်းတာကိုသူတို့လုံနေသေးဧဒင်ဥယျာဉ်ဟာသူတို့ရဲ့ blessing ပဲ အေရင်ဥယျာဉ်ဟာသူတို့ရဲ့နေရာပဲသင်ဒီဖျားခိုင်းတာလုံနေသေးဖျားပစ်စရာအကောင်းကြီးမင်္ဂလာသင်ပေးတာမှဝင်းရနေမှာပဲသင်ကအဲ့ဒီဖျားခင်ခိုင်းတဲ့ခေါ်ခြင်းကိုအာယုံမပြုတ်ဘဲနဲ့သင်ဒီ blessing ကိုသွားပြီးတော့အာယုံထုလိုက်မယ်ဆိုရင်သင်ဒီလူတွေစီကိုရောက်သွားမှာပဲဟုတ်တယ်မလားသင်ကိုအလှူငွေများများပေးနိုင်တဲ့လူတွေစီသင်အချိန်များများပို့ပေးတော့မှာပဲဘာကြောင့်လဲသင် blessing ကိုကြည့်နေတာဖျားကိုကြည့်တာမှမဟုတ်တာ come on hey ဒီအသိတော်ဒီဖျားရှင်ခိုင်းထားတာရှိတယ်အဲ့ဒါကိုအာယုံဆိုင်တဲ့ခါမှာမြေခွက်နေရာဖျားပြင်ထားပြီးသားမကြခင်သွားကြည့်တော့မယ် ဘယ်နားမှလဲကျွန်တော်လည်းမသိဘူးတန်ကြီးဘလောက်ရှိလဲငွေကျစ်တို့ဘလောက်တောင်းလဲကျွန်တော်မသိဘူးဒါပေမဲ့သေးချာတယ်ဒီအသေးတော်ဒီဖျားခိုင်းထားသမျှကိုအာယုံစိုက်နေသေးကျွန်တော်တို့အတွက်ဖျားရှိခိုးမဲ့နေရာရှိတယ်တာရွေးချင်ဝန်တော်ရရှိလိမ့်မယ်အဲ့ဒီခမ်းမထဲမှာခင်းမဲ့ခုံအားလုံးတဲ့ဖျားပို့ပေးမဲ့လူတွေရှိလိမ့်မယ်ရန်ကုန်မြို့မှာရှိသောလူတွေပြောင်းလဲမယ်ဟာလေလုယာမြန်မာပြည်မှာရှိသောလူတွေပြောင်းလဲမယ်ဒီအသင်းတော်အပြင်ရန်ကုန်မြို့ကောင်းကြီးခံစားမယ်မြန်မာပြည်ကောင်းကြီးခံစားမယ်ဟာလေလုယာပါကြောင်းလေဖျား ခိုင်းထားတဲ့ assignment ကိုအာယုံစိုက်တဲ့ခါမှာကောင်းကြီးမင်္ဂလာဘေးနားမှာဝန်ရံထားပြီးသားအာမင်ကျွန်တော်ကျွန်တော်ပြောပြမယ်ဖျားရှင်ငွေချင်းနဲ့ပတ်သက်ပြီး thing မလုပ်ချင်လဲသင်ဆုံးဖြတ်ပါဆက်ဘရိုးပေးလိုက်တာနဲ့မိသားစုလုပ်ငန်းသင်အသက်တာဟောသူရင်သင်ရဲ့မိစီးပွားရေးချိန်အကုန်လုံးအားလုံးပေါ်မှာအကုန်လုံးတက်ရောက်မှုအကုန်လုံးဖြစ်လာတယ်ကောင်းကြီးမင်္ဂလာအဲ့မှာစလာပြီအဲ့ချိန်ကျမှဘာလာလဲဆိုတော့ကောင်းငင်ပရင်ပေါက်ပွင့်သွားတာ မင်းညာပွင့်တဲ့ပင်းပေါက်ပြောတာမဟုတ်ဘူးမင်းညာလေတိုက်တယ်တော့တိန်နေနဲ့မိုးကြိုးတွေပြတယ်အဲ့ဒါကိုပြောတာမဟုတ်ဘူးကောင်းကင်ပင်းပေါက်ဖွင့်နေဆိုဘာကိုပြောဆိုဖျားနီလန်ကောင်းကင်နီလန်နဲ့တင့်ကိုကောင်းကြီးပေးမယ်တဲ့လောကနီလန်မဟုတ်တော့ဘူးလောကနီလန်ဆိုတာအလုံးလုံးရင်လာခရရမယ်စီပွားရေးလုံးအမြတ်ရမယ်အဲ့ဒါကဒီလောကရဲ့နေရာမှာတစ်ခုဖြစ်တယ်ဟုတ်တယ်မကျွမ်းဆောင်မလို့ပါတယ်လှုပ်ဆောင်ရလှုပ်စူးစမ်းပြီးတော့လှုပ်ဆောင်လေရာမှာအကျိုးရှိတယ်ဒါပေမဲ့ဒါပေမဲ့ ်သင်ကစပြီးဖျားခိုင်းတဲ့အရာကိုလှုပ်ဆောင်လိုက်တဲ့ခါမှာဖျားသခင်ကလှုပ်ဆောင်တဲ့အရာရဲ့အဖိုးခါနဲ့မကောက်ဘာပါပေးလဲဆိုတော့ reward ပါပေးတယ်ပြောချင်ပါ reward ဆုလက်ပါပေးတယ်အဲ့ဒါရဲ့အဲ့ဒါဘာလို့ခေါ်လဲဆိုရင်ကောင်းကင်ရဲ့နီလန်ဖြစ်တယ်ဒါကြောင့်မလို့တထောင်ရမယ့်နေရာမှာသူကတသိမ်းရတယ်သိမ်းတရာရမယ့်နေရာမှာသိမ်းတထောင်ရတယ်ဘလို့ရလဲကျွန်တော်လည်းမသိဘူးဖျားကသူ့နီလန်သူပြင်ဆင်တော့ဟာဘလို့ရလဲမင်းမင်းငါလည်းမသိဘူး ။ဘုရားရှင်ဒီလိုမျက်နှာပေးတယ်။သူများတွေမရနိုင်တဲ့အခွင့်အရေးငါ့ကိုပေးတယ်။သူများတွေအတွက်ပိတ်ထားတဲ့ကောင်ငါ့ကိုဖွင့်ပေးတယ်။ဟာလေလုယ။လေဒီထဲမှာသင်ဘယ်ကဏ္ဍမှာပဲရှိစီးပွားရေးမှာဖြစ်မီဒီယာမှာဖြစ်ဖြစ်ဟောသင်အမှုပညာမှာပဲဖြစ်ဖြစ်သင်နိုင်ငံရေးနယ်ပယ်မှာပဲဖြစ်ပညာရေးနယ်ပယ်မှာပဲဖြစ်ဖြစ်ဘလို့အခြေအနေမှာပဲရှိရှိကောင်းကင်ဘုံရဲ့နီလန်းနဲ့ကောင်းကြီးပေးဖို့ရန်ဖခင်ကစမ်းသက်ခိုင်းတဲ့တခုတည်းသောအရာကဆယ်ဘိုလိုဖြစ်တယ်။စမ်းစမ်းမှာငါ့ကိုစမ်းစမ်းမှာသင်တို့ရဲ့ဆယ်ဘိုလိုစမ်းစမ်းမှာ ။အတိတ်ကပါလေဖျားကငါနဲ့ပရင်ဂျင်ပြုစမ်းမငါမင်းကိုအရန်ကောင်းကြီးပေးခြင်းနဲ့ငါနဲ့ပရင်ဂျင်ပြုစမ်းမငါမင်းကိုအရန်ကောင်းကြီးပေးခြင်းမင်းမငွေချစ်ပေးတာအဲ့ငွေချစ်ငါ့ကိုပရင်ဂျင်ပြုလိုက်စမ်းမငါမင်းကိုကောင်းကြီးပေးမယ်လို့ပြောနေတာ။